မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီသမလား26ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်မန်စီမြို့မှာရှိတဲ့ခမရ319တပ်စခန်းရဲ့ဘန်ကာတချို့ကို KI ဥဆောင်တဲ့တော်လိုင်းတပ်များကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတော့ခမရ319တိုက်ရင်မှုနဲ့ဘျူဟာမှုတို့ပျောက်ဆုံးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကဒီသမလား25ရက်နေ့မှာ မန်စီမြို့မှာရှိတဲ့စစ်ကောင်စီတပ်ရဲ့အရေးကြီးတဲ့စခန်းကုန်းတချို့အပါအဝင်ခမရ319တက်စခန်းကိုလည်း KIA ကတင်ပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။မန်စီမြို့နယ်မှာစစ်ကောင်စီရဲ့ခမရ319ခမရ601နဲ့အမတ်923အမြောက်တပ်ရင်း3ခုကိုတပြိုင်နက်တည်း KIA ကထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါတယ်။မန်စီမှာတက်စခန်းအကုန်လုံးမရသေးဘူး။ခမရ319တက်ရဲမှုကလည်းတေသလားရှင်သလားမသိသေးဘူး။သူတို့အထက်အရာရှိတွေနဲ့အဆက်အသွယ်ပြတ်တောက်နေတယ်လို့တော့ကြားတယ်။ဘူဟာမှုကလည်းအဆက်အသွယ်ပြတ်တောက်နေတယ်လို့သိရတယ်လို့ KAI ရဲ့ရှေ့တန်းသတင်းအရင်းမြစ်ကပြောဆိုထားပါတယ်အလားတူပဲဗမော်မြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီရဲ့ဗမော်နီးပညာတက်ကတော်အပါအဝင်တပ်စခန်းများကိုဇက်တိုက်သိမ်းပိုက်နေတယ်လို့သိရပါတယ်ဗမော်အခြေဆိုင်အမတ်27စစ်စီရေးကုကဲမှုဌာနချုပ်စကခ27ကိုတော့ဆက်လက်ပြီးတော့ထိုးစစ်ဆင်နေဆဲဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီဘက်ကတေဆုံးမှုတွေများပြားတယ်လို့တော်လိုင်းတက်တွေဘက်ကလည်းထိခိုက်ဆုံးရှုံးမှုတွေရှိနေတယ်လို့ KAI ရဲ့ရှေ့တန်းသတင်းအရင်းမြစ်ကပြောပါတယ်တပ်သတင်းအရင်းမြစ်တချို့ကတော့ ဗမော်အခြေဆိုင်စကခ21ကတက်မမှုဘုံမှုချုပ်တင်မင်းလန်နဲ့ဒုတိယတက်မမှုဘုံမှုကြီးထုတ်ခေါင်တို့ဟာဖမ်းဆီးခံရမှာကိုစိုးရိမ်ပြီးတော့ပုံအောင်နေရွှေ့ပြီးတော့ခုခံစေဆင်နေတယ်လို့သိရပါတယ်။စခန်းများကြာဆုံးခဲ့ရင်အဖမ်းမခံရစေရေးအတွက်ထပ်ပေါက်ရှာပြီးတော့ခုခံစစ်ပြင်ဆင်နေခြင်းဖြစ်တယ်လို့သိရပါတယ်။နေပြည်တော်စစ်ရုံးကလည်းစခန်းများကနေစွန့်ခွာရပါကမြည်သည့်နီလန်းထဲမှာလုံးဝလုံးဝအဖမ်းမခံကြရန် အောင်မြင်စွာစုခွာမဲ့လမ်းကြောင်းကိုရှာထားရန်ညွှန်ကြားထားတယ်လို့သိရပါတယ်။ KAI ဥဆောင်တဲ့တော်လိုင်းတပ်များကဗမော်မြို့နဲ့မန်စီမြို့တို့ကိုဒီဇင်ဘာလ၄ရက်နေ့ကစတင်ပြီးတော့ထိုးစစ်ဆင်နေခြင်းဖြစ်ပြီးယနေ့အထိကို၂၂ရက်ကြာတိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ကြောင်းသိရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်ကြောင်းနီမော်ကျေးရွာမှာဒီသမလာ23ရက်နေ့ကနေဒီသမလာ25ရက်နေ့အထိ3ရက်ဆက်တိုက်တိုက်ပွဲတွေပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီတိုက်ပွဲတွေမှာတော်လိုင်းတပ်ဖွဲ့တွေဘက်ကလည်းပြန်မဆုတ်ဘဲနဲ့ဆက်တိုက်နေသလိုစစ်ကောင်စီဘက်ကလည်းတပ်ဆက်ခန်းကုန်းတွေမကျစေရေးအတွက် ကြည်ရေလေပူပေါင်းပြီးတော့ပြစ်ခတ်မှုတွေပြစ်လုံနေတယ်လို့ဆိုပါတယ်ဒီသမားလာ25ရက်နေ့အထိတိုက်ပွဲအခြေအနေကမငြိမ်သက်သေးပဲဆက်လက်ဖြစ်ပွားနေတဲ့အပြင်စစ်ကောင်စီဘက်ကလည်းသူတို့ရဲ့စခန်းတွေမကြဆုံးရဲအတွာအသေးအတန်ခုခံနေတယ်လို့မြေမြမာတိုက်ပွဲဝင်နေတဲ့ရဲဘော်တအုပ်ကပြန်လည်ပြောပြခဲ့ပါတယ် တိုက်ပွဲအတွင်းမှာနှစ်ဖက်တိုက်ပွဲဝင်တွေထိခိုက်တာတွေရှိနေပြီးတော့အရေးအတွက်ကိုတော့လက်တလုံးမှာအတိပြုဖို့ခန့်နေသေးတယ်လို့ဆိုပါတယ်စစ်ကောင်စီဘက်ကတော့တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်မှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေစစ်သင်းမောတွေဘော်ကနေလက်နက်ကြီးတွေနဲ့ပစ်ကူပေးတာတွေပြုလုပ်နေတယ်လို့သိရပါတယ်ဒီသမားလာ24ရက်နေ့မနက်ပိုင်း6နာရီအချိန်ကမှာဒဝယ်မြို့အကောက်ခွန်ဂိတ်ကနေငါးဖန်းဆက်လီနဲ့ ကြောင်နေမော်ဘက်ကိုစစ်ကူထွက်လာတဲ့တရချောင်းအခြေစားခမရ405တက်ကစစ်ကောင်စီအဖွဲ့တွေကိုဝေဒီကျေးရွာအနီးဒေါ်ဝဲမြေချောင်းအတွင်းမှာတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေဘက်က drone နဲ့ဘုံတိချတိုက်ခိုက်ခဲ့ရမှာတရရမှုဒဏ်ရာရပြီးတော့ရဲဘော်နှစ်ဦးသေဆုံးသွားတယ်လို့သိရပါတယ်ဒီသမားလ23ရက်နေ့မနက်9နာရီကျော်ကမှကြောင်နေမော်ကျေးရွာအတွင်းမှာရှိနေတဲ့စစ်ကောင်စီနဲ့ပြူစောတိစခန်းတွေကိုတော်လိုင်းပူပေါင်းတပ်တွေဘက်ကလာရောက်တိုက်ခိုက်ရတာကနေ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တယ်လို့သိရပါဗျ။တိုက်ပွဲဖြစ်နေလို့ကြောင်နေမောအောက်ကျောက်ဝဲကျောက်ဝက်ပြင်ကြေးရွာတွေကဒေသခံတရားခန့်ဟာလေကာဆိုင်ကယ်တွေနဲ့ဘေးလွတ်ရာကြေးရွာတွေကိုတန်းရှောင်နေကြတယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုတွေကိုတော့လောင်းလုံးပတ်ကဖတီဝမ်းနဲ့ပူပေါင်းအဖွဲ့တွေကတိုက်ခိုက်နေတာလို့ဆိုပါတယ်။ကြောင်နေမော်ကျေးရွာမှာစစ်ကောင်စီအထိုင်ချတပ်ဆွဲနေရာ၃ခုရှိနေပြီးတော့စစ်ကောင်စီတပ်သားအင်အား၃၀ခန်းနဲ့ပြူစောတိအင်အား၅၀ခန်းရှိတယ်လို့သိရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ပဲခူးတိုင်းတာယာဝတီခရိုင်ပဲခူးရုံးမအတွင်းစစ်တပ်ကစစ်ကြောင်းထုတ်ရန်ပြင်ဆင်နေပြီးတော့မျိုးသိန်းတိုက်ပွဲများဖြစ်ပွားလာနိုင်တဲ့အတွက်ပြည်သူများကြိုတင်ပြင်ဆင်ထားကြရန်တာယာဝတီခရိုင် PDF ကသတိပေးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တာယာဝတီခရိုင်အတွင်းမှာရှိတဲ့တာယာဝတီမြို့နယ်၊လက်ပဒန်းမြို့နယ်၊မင်းလာမြို့နယ်၊မိုးညိုမြို့နယ်၊အုပ်ဖို့မြို့နယ်ဂျိုးမင်ကောင်းမြို့နယ်ဇီကုံမြို့နယ်နဲ့နတ်တလင်းမြို့နယ်တို့နဲ့ထိစပ်နေတဲ့ပဲခူးရုံးမအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီကအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးရန်ပြင်ဆင်နေတယ်လို့သိရပါတယ်။အခုလိုမျိုးဗကုရုံမအတွင်းမှာအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးရင်တိုက်ပွဲများပြင်းထန်လာနိုင်ပြီးတော့မြို့သိမ်းတိုက်ပွဲများပါဖြစ်ပွားလာနိုင်တဲ့အတွက်ပြည်သူများကြိုတင်ပြီးတော့ပြင်ဆင်ထားရန်လုံအကြောင်းတော်လိုင်းတပ်ဖွဲ့များကသတိပေးထားခြင်းဖြစ်တယ်လို့သိရပါတယ်။လက်ရှိအချိန်မှာအကြမ်းဖက်စစ်တပ်ဟာဗကုရုံမအတွင်းလေရင်နဲ့ကင်းထောက်ခြင်း တိုက်ခိုက်ရေးဂျက်ဖိုက်တာများနဲ့ဇက်တိုက်ပြန်ဝဲခြင်းများကိုလှုပ်ဆောင်နေပြီးတော်လိုင်းတပ်ဖွဲ့များကလည်းစောင့်ကြည့်မှုများကိုလှုပ်ဆောင်နေတယ်လို့သိရပါဗျ။ပြည်သူတွေအနေနဲ့ရိုးမမာရောမြို့ပေါ်မှာပါအချိန်မရွေးတိုက်ပွဲတွေဖြစ်လာနိုင်တာမို့လို့ကြိုတင်ပြီးတော့ပြင်ဆင်ထားကြပါမြို့သိမ်းတိုက်ပွဲဆိုတာမျိုးအထိဖြစ်သွားနိုင်တာမို့လို့ကြုံလာတဲ့အခြေအနေကိုမျက်ချိမပြတ်ဖို့လိုပါတယ်လို့တာယာဝတီခရိုင် PDF ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။ဒါအပြင်တာယာဝတီခရိုင်အတွင်းမှာရှိတဲ့မြို့နယ်၈ခုမှာ အကြမ်းမဆက်တဲ့ကနယ်မြေဆုံးမနိုင်ရေးလှုပ်ဆောင်ရမှာတမခွန်ခွန်နဲ့တမ101တို့ကိုညှို့ကြားချက်ပါအတိုင်းစစ်ကြောင်း၄ကြောင်းဖွဲ့စည်းပြီးတော့ဆိုးမုံနယ်မြေအဖြစ်နဲ့ပြန်လည်သိမ့်ပိုက်ရန်ကကကြီးနဲ့ဆက်စင်ရေးအထူးတပ်ဖွဲ့တို့ကကိုကဲဆောင်ရနေကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရုရှားကုန်တင်လေယာဉ် IL-76 ဟာမနေ့ကည9:00နာရီကျော်အချိန်မှာနေပြည်တော်အေလာလီဒတ်ထဲကိုရောက်ရှိလာပြီးတော့ဆက်လက်နက်နဲ့စစ်လေယာဉ်အပိုးပစ္စည်းများကိုလာရောက်ပို့ဆောင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရုရှားကုန်တင်လေယာဉ် IL-76 အမျိုးအစားလေယာဉ်အမှတ် RA-76765 ဟာ ရုရှားတောင်ပိုင်း Novo Sibirsk ကနေပြန်တန်းလာခြင်းဖြစ်ပြီးတော့၁၄ရက်အပိုပစ္စည်းများနဲ့ဆက်လက်နဲ့တချို့ကိုတင်ဆောင်လာတယ်လို့သိရပါတယ်။နေပြီးတော့အီလာလီတဲ့အတွင်းကိုပစ္စည်းများတွားရောက်ချထားခဲ့ပြီးတော့ဒီကနေ့မှပြန်လည်ထွက်ခွာမှာဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီကနိုင်ငံတော်အားမှာလေကြောင်းတိုက်ခိုက်မှုများကိုအချိန်ဟုန်မြင့်ပြီးတော့လုံဆောင်လျက်ရှိရာရုရှားတိုက်လေရင်နဲ့စစ်ရဟတ်ရများအတွက်အပိုပစ္စည်းများဆက်လက်နဲ့ပစ္စည်းများကိုရုရှားနိုင်ငံကနေပြီးတော့အခုလိုမျိုးမကြာခဏသိုးသလုံးဝယ်ယူတင်သွင်းနေရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ သတင်းတွေကိုတင်ဆက်ပေးနေရင်ကြားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့ update ဖြစ်နေတဲ့သတင်းများကိုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolute Burma News Channel အသစ်ကလေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါရစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တော်လိုင်းရင်းမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ် ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတန်းဂျိုးမင်ကောင်းမျိုးနဲ့ကွင်းချောင်းရွာဆက်စခန်းမှာစစ်တပ်အရာရှိများကတပ်သားများကိုပေါ်တာဆွဲပြီးတော့တပ်သားတဲ့ရှာဖွေဖမ်းဆီးရန် အမိန့်ပေးစီခိုင်းလာခြင်းကြောင့်စစ်သား၅ဦးဟာအမိန့်ကိုဖီဆန်ပြီးတော့ထွက်ပြေးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီဇင်ဘာလ24ရက်နေ့ည7:00နာရီအချိန်ကဂျိုးဝင်ကောင်းမြို့နယ်ကွင်းချောင်းရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်စခန်းမှာတပ်အရာရှိများကတပ်သားများကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့တပ်သားတွေစုဆောင်းပေးကြရန်အမိန်ပေးစီခိုင်းလာခြင်းကြောင့်စစ်သား5ဦးဟာအမိန်ကိုဖီဆန်ပြီးတော့ထွက်ပြေးသွားခြင်းဖြစ်တယ်လို့သိရပါဗျ။စစ်သား5ဦးထွက်ပြေးသွားပြီးတဲ့နောက်အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကလိုက်လံဖမ်းဆီးပစ်ခတ်တော့လဲလွတ်မြောက်သွားပြီးတော့လက်ရှိအချိန်ထိတောင်းနှင်းရှာဖွေနေတယ်လို့သိရပါဗျ။ကုန်းရွာအုပ်စုကပြူစောတိတွေအားကောင်းတဲ့ကွင်းချောင်းရွာမှာတပ်ဆွဲထားတဲ့ စစ်ခွေးတွေတဲကတပ်သား5ဦးထွက်ပြေးသွားတာကြောင့်24ရက်နေ့ညကလိုက်လံပစ်ခတ်နေတာအတန်တွေကတော့စူညံနေတာပဲပြူခွေးတွေနဲ့စစ်ခွေးတွေလိုက်ပစ်နေတာညကပြေးတဲ့5ဦးကတနတ်မပါဘူးလွတ်သွားတယ်လို့တော့သိရတယ်စစ်ခွေးတွေကမနေ့ကမွန်လွဲပိုင်းအထိတောင်းနေပြီးတော့ရှာနေတာပဲဘာကြောင့်ပြေးတာလဲဆိုတော့လူငယ်တွေကိုပေါ်တာမဆွဲချင်လို့ပြေးတာလို့ပြောတယ်စစ်ခွေးအရာရှိကကလေးတွေကိုပေါ်တာဆွဲဖို့ပြောနေတာကို အမိတ်ဖီဆန်ပြီးတော့ပြေးတာလို့သိရတယ်လို့ဒေသခံသတင်းရင်းမြစ်ကပြောဆိုထားပါတယ်။ဒါအပြင်အုတ်ဖုံမြို့နယ်တိမ်မြုပ်ရွာခမရ6တိုင်ရင်ကလက်နက်များကိုယူဆောင်သွားပြီးတော့ထွက်ပြေးသွားတယ်။စစ်မှုထမ်းတပ်သားတဲ့ခွန်တအူးကိုလည်းလက်ရှိအချိန်ထိပြန်လည်ဖမ်းဆီးနိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။အခုလိုမျိုးဖမ်းဆီးနိုင်ခြင်းမရှိသေးတဲ့အတွက်ကြောင့်တောင်ပိုင်းတိုင်းတိုင်းမှုကခမရ6တိုင်ရင်ကိုရောက်ရှိလာပြီးတော့အရာရှိများကိုဆဲဆိုချိန်မောင်းသွားတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ရက်ကခမရ6ကိုတိုင်းမူလာသွားတယ်အရင်တလောကခမရ6ထဲကနေစစ်သား9ဦးလက်နက်တွေနဲ့ထွက်ပြေးတာကိုပြန်ဖမ်းမိဖို့လာပြီးတော့ညွန်ကြားနေတာအခုသူညွန်ကြားနေတော့မှရှိသေးတယ်ကွင်းချောင်းကလည်းစစ်သား9ဦးထပ်ပြီးတော့ထွက်ပြေးတော့အရာရှိတွေကတော့အေးအေးယူခံရဖို့တေချာနေပြီလို့တပ်တွင်းသတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းနထိုးကြီးမြို့နယ်ဒေါံဘိုးကြီးရွာကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲထားခဲ့ရာအသက်63နှစ်အရွယ်ဦးအေးထွန်းတေဆုံးပြီးတော့၃ဦးဒဏ်ရာရရှိကာနေအိမ်ကားနဲ့ဆိုင်ကယ်များအပါအဝင်ပျက်စီးဆုံးရှုံးမှုတွေများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီဇင်ဘာလ23ရက်နေ့ညနေ6:00အချိန်မှာနထိုးကြီးမြို့နယ် တောင်ဘိုးကြီးရွာဘိုးကိုလေရင်နဲ့ဘုံများကျဲချခဲ့ရာကြေးရွာအတွင်းမှာနေထိုင်တဲ့အသက်63နှစ်အရွယ်ဦးအေးထွန်းပွဲချင်းပြီးတည်ဆုံပြီးတော့ဦးအေးထွန်းရဲ့ဇနီးဒေါ်စန်းယူဦးကောက်မှာဒဏ်ရာအပြင်းထန်ရရှိခဲ့တယ်လို့သိရပါတယ်မမမသိအသက်45နှစ်နဲ့မဒေါ်တို့ဟာလည်းဒဏ်ရာများရရှိခဲ့တဲ့အတော့စေယုံတင်ပြီးတော့စေကူတမှုခံယူနေရတယ်လို့သိရပါတယ်ဒါအပြင်နေအိမ်များပျက်စီးဆုံးရှုံးမှုအဖြစ်ဦးအေးထွန်းရဲ့နေအိမ်နဲ့ဦးအောင်မြန်ရဲ့အိမ်ဟာဘုံးစရီထိမှန်ပြီးတော့ပျက်စီးသွားတယ်လို့သိရပါတယ် လိုက်ထွက်ကားတစီးစိုက်ကဲနှစ်စီးစီးဆက်တစ်လုံးထောလာကြီးတစီးတို့ပျက်စီးသွားကနွားတုံးကောင်လည်းတေဆုံးသွားတယ်လို့သိရပါတယ်အချက်မဲ့စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့နထိုးကြီးမြို့နယ်အတွင်းကိုလေရင်နဲ့ဘုံပြတဲချခဲ့ခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတဲ့ရင်နိုင်ငံရေးတဲ့ရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ